ဖုံမုံကိုကြီးညိုလို့3400ကျော်တဲ့ Ford ကားကြီးကိုလှူရန်ခဲ့တဲ့အောင်ပန်းမျိုးကကထိန်မွေပြည်သူများအလုံးပဲမင်္ဂလာပါရှင်။ကထိန်ပွဲတွေကိုမြန်မာနိုင်ငံရဲ့နေရာအနှံမှာကျင်းပနေကြပြီးအလူရှင်တွေကလည်းသူထက်ငါအပြိုင်လှူရန်နေကြပါတယ်။အဲဒီထဲမှာတော့ဘသူနဲ့မှအတူပဲဒူကြတဲ့အလူကရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမျိုးလဲယိုရက်ကွက်ကကထိန်ပွဲဖြစ်ပါတယ်။လဲယိုရက်ကွက်ရဲ့ကထိန်ပွဲကိုအောက်တိုဘာလ28ရက်နေ့ကပြုလုပ်ခဲ့ကြပြီးရက်ကွက်သူရက်ကွက်သားတွေကတိမ်ပေါင်း1410တန်မိုးရှိတဲ့ ဖော့ကားကြီးကိုပါလှူဒန်းခဲ့တာပါအခြားသူတွေရဲ့ကထင်းလှူပရိသတ်ဝင်တွေမှာတော့ပစ္စည်းတွေငွေတွေကိုအတိအကလှူဒန်းကြပါတယ်ကားကိုလှူဒန်းမယ်ဆိုရင်လည်းတည်တံ့လှူကြပြီးမယ်လေလေယူရက်ကွက်ကတော့ဘသူနေမှမတူဘဲကထင်းအလှူပစ္စည်းအဖြစ်ပါထည့်လှူလိုက်တာပါသိန်း1400ကျော်ရန်ကားကြီးလဲပါဝင်တဲ့အပြင်ငွေပရိသတ်ပင်တွေနဲ့ပစ္စည်းပရိသတ်ပင်တွေလည်းပါဝင်ပါသေးတယ်။အဲဒါကြောင့်ကထိန်ပွဲရဲ့စုစုပေါင်းတန်ဖိုးကတော့သိန်းပေါင်း1000ကျပ်ရှိနေမှာပါ။ လေယိုရက်ကွက်ကလေယိုစာတင်တိုက်ကဖုံဖုံကိုရက်ကွက်သူရက်ကွက်သားတွေကစူပေါင်းပြီးတင်းထောင်ချီတန်းတဲ့ကားကိုလှူဒန်းတာပါဖုံဖုံကရဖို့ခက်ခဲတဲ့သာသနာပွဲတစ်စိတ်တော်တွေကိုရထားတဲ့ဖုံဖုံဖြစ်ပါတယ်တိလသမားရိပညာနဲ့ပြည်စုံလို့ရက်ကွက်သူရက်ကွက်သားတွေကတံမိုးကြီးမားတဲ့ကားကြီးဝယ်ပြီးလှူဒန်းခဲ့ကြပါတယ်ဒါကြောင့်အလိုတန်းရရောတဲ့အောင်မန်းမျိုးလေယိုရက်ကွက်ကအလိုရှင်တွေကိုတော့အားကျနေကြပါပြီအလိုတန်းရရောတဲ့အောင်မန်းမျိုးမှာကထိန်ပွဲဆိုရင်တော့များများဆဆလှူလို့ရှိပါတယ် အခုလောကကြီးအပါအဝင်ပရိသတ်ပင်တွင်လူရန်တာကလေယုတ်တရက်ကွက်စာအလိုဝဲဖြစ်ပြီးအခြားရက်ကွက်တွေမပါဝင်သေးပါဘူး။အောင်မန်းမျိုးကအလိုတန်းရရောပြီးရိုးသားစွာရှာဖွေထားတဲ့ငွေတွေကိုလည်းအလိုအတန်းတွေမှာလူလိရှိတာကြောင့်ဒီတစ်ခါမှာတော့3400ရန်ကာကြီးကိုပါထည့်လူလိုက်တာပါ။ကာမလိုင်စင်အပြည့်အစုံလဲပါဝင်ပြီးရက်ကွက်သူရက်ကွက်သားတွေရဲ့ညီညွတ်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုလည်းတစ်ခါတည်းနဲ့ဖော်ပြပြီးသားဖြစ်ပါတယ်။အလိုတန်းရရောလို့ဖုံးဖုံးကကာလိုရမ်းမိမယ်လေ။ အချို့တွေကတော့တဝမ်းမကြပဲလိုအပ်တဲ့နေရာတွေကိုသာလှူတင်ကြောင်းပြောနေကြပါတယ်။မြန်မာနိုင်ငံမှာတော့ဘုံကြီးကျောင်းကထိန်မှာကားလူရာကရှာပါပြီးလေယူရက်ကွက်ကလူနိုင်တန်းနိုင်တာကိုအားကျနေကြပါတယ်။တိန့်ထောင်လီယာကျော်ရန်ကားကြီးကိုကထိန်အလူပစ္စည်းအဖြစ်လှူရန်ခဲ့တဲ့ဒီအလူအပေါ်မှာဘလို့မျိုးထင်မြင်မိလဲဆိုတာကောမန့်မှာပြောပြခဲ့ကြပါအောင်ရှင်။